အပိတိုင်နှုတ်ဆက်တာလားဒါမှမဟုတ်ကျမ်းမာရေးရလားသွေးသင့်ဝင်လိုင်းပရိသတ်များလုံးမိင်္ဂလာများမန်ချက်တာဖော့ဆောင်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရင်သွေးသင့်ဝင်လိုင်းကြောင်းရွာလဝေလောကကနေအားယူသွားတော့မယ်ဆိုတဲ့သတင်းကရွာလဝေလောကတစ်ခုလုံးကိုတုံ့လောက်သွားစေခဲ့တာပါ။ဒါကြောင့်လဲဆိုရင်သွေးသင့်ဝင်လိုင်းဆိုတာရွာလဝေလောကရဲ့ပြိုင်ပွဲကင်းကစားမတယောက်ဖြစ်တယ်လို့တူအားချန်ပီယံတယောက်လည်းဖြစ်တဲ့အတွက်ကြောင့်ပါပဲ။သတင်းတွေရတော့သွေးသင့်ဝင်လိုင်းဟာရွာလဝေလောကကနေအားယူသွားပြီဖြစ်တယ်လို့သိရပြီးဒါအပိတိုင်နှုတ်တာလားဒါမှမဟုတ်ခဏတာလားဆိုတာကတော့စောင့်ကြည့်သွားရအောင်ပါပါ။ ဘာကြောင့်စောင့်ကြည့်သွားရအောင်မယ်ဆိုတဲ့စကားကိုပြောရလဲဆိုရင်တော့လက်ရှိသွေးသိဝင်လိုက်တောင်အနားယူသွားခဲ့တာဟာကျမ်းမာရေးအနားယူသွားခဲ့တာဖြစ်တယ်လို့သိရပြီးတကယ်လို့ကျမ်းမာရေးတွေပြန်လဲကောင်းမွန်သွားတဲ့အခါပရိသတ်တွေကပြန်လဲတောင်းဆိုတာမျိုးတွေ တကယ်တမ်းကလည်းဒီလောကတွေကိုပြန်လည်ဝင်ရောက်ချင်တာမျိုးတွေဖြစ်လာခဲ့တယ်ဆိုရင်တော့ကျဝိုင်းချက်မှာပြန်လည်မြင်တွေ့သွားတာမျိုးတွေလည်းဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပါပဲပြောရင်ပြန်လာမယ်ပြန်လာဘူးဆိုတာ50 50လို့ဆိုရပါပါလူတိုင်းအတွက်ကျမကြီးအားအဓိကရေးပါတဲ့အရာတစ်ခုဖြစ်တယ်လို့ကျမကြီးတခုခုချုံရင်းလာတဲ့အခါကိုဖြစ်ချင်တာတွေဖြစ်လို့မရတာကိုလုံးချင်တာတွေလုံးလို့မရတာမျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်အခုလည်းသွေးသွေးဝင်လာတဲ့အကြောင်းသူချစ်တဲ့ရွာလက်ဝဲကိုဆွလွတ်ချင်မှာမဟုတ်ဘူးလို့ဆိုရမှာဖြစ်ပြီးကျမကြီးနဲ့ရှင်လာတဲ့အခါမဆွလွတ်ချင်ပဲဆွလွတ်လိုက်ရတဲ့သဘောလို့ဆိုရမှာပါ ဒီနေ့ရတော့သွေးသွေးဝင်လိုက်ဟာကျမရဲ့အကြောင်းအနားယူရတဲ့ဆိုပြီးလဲပြောဆိုတာမျိုးတွေရှိသလိုလေ့ကျင့်ရေးတွေမလုပ်ချင်တော့တဲ့အတွက်အနားယူလိုက်ရတာဆိုပြီးလဲဒီနေ့ကဖော်ပြနေကြပါရင်လူတကောစိတ်တမျိုးဆိုတဲ့အတိုင်းကိုထင်းမြင်ယူဆချက်တွေနဲ့ပြောဆိုတာမျိုးတွေလည်းရှိသလိုတကယ်တကယ်တည်ကြတဲ့အတွက်ပြောဆိုတာမျိုးတွေလည်းရှိထားတတ်ကြတာပါ။ဘာကြောင့်အနားယူလဲဆိုတာကတော့ကာကယ်ရှင်ကိုယ်တိုင်မဲ့အတိဆုံးလို့ဆရာမဖြစ်ပြီးဘာကြောင့်မဲ့အနားယူပါစေသွေးသွေးဝင်လိုက်ကိုချစ်တဲ့ပရိသတ်တွေအတွက်ရိုးရိုးပရိသတ်တွေအတွက်တော့အဆိုပါသတင်းဟာဝန်ရင်းဆရာသတင်းတစ်ခုဖြစ်သွားခဲ့သလိုနှမျောဆရာသတင်းတစ်ခုလည်းဖြစ်သွားခဲ့ပါရင်သွေးသွေးဝင်လိုက်နဲ့ပတ်သက်ရင်လောင်ရင်ကဲတာမျိုးတွေရှိသလိုချင်းမွန်းတာမျိုးတွေလည်းအများကြီးရှိခဲ့ပေမဲ့ အခုလိုမျိုးအားယူသွားတော့မယ်ဆိုတဲ့သတင်းကတော့အားလုံးအတွက်တောင်းလို့ဆရာသတင်းစကားတစ်ခုဖြစ်သွားစေခဲ့တာပါတတိယဝင်လိုက်ဟာဝမ်မှာအောင်မြင်တဲ့ဖိုင်တာတယောက်မဖြစ်ခဲ့ပေမယ့်ရိုးရာမှာတော့လက်ရှိအချိန်ထိပြိုင်ပွဲကင်းလို့တော့ပြောရမလို့ဖြစ်နေခဲ့တာပါချန်ပီယံခပ်ဘက်တွေကိုလည်းရယူခဲ့ဖို့သလိုအောင်မြင်မှုတရဖူတွေဆိုတာကလည်းနည်းနည်းတော့မဟုတ်ဘူးလို့ပဲဆိုကြပါတယ်ရိုးရာဖိုင်တာတွေတဲမှာတတိယဝင်လိုက်ရဲ့ကစားဟန်ကလူငယ်တွေအတွက်အတူယူစရာတစ်ခုလို့ဆိုရမှာဖြစ်ပြီးပြိုင်ပွဲရဲ့အရေးအခြေအနေကိုတေချာလေးအကဲခတ်ပြီးထိရောက်တဲ့လက်သေးတွဲလုံးတွေကိုထုတ်သုံးကပြိုင်ပွဲကိုအနိုင်ယူလေးရှိတာကိုမြင်တွေ့ထားခဲ့ရတာပါ မာကွန်ကောင်းသူတရားဖြစ်တယ်လို့တိကျတဲ့လက်သေးထိုးချက်နေတဲ့ပြိုင်ဘက်တွေကိုအနိုင်ယူလေးရှိတဲ့သွေးတိဝင်လိုက်ဟာအခုခါမှာတော့ Fighter Lock ကနေအနိုင်ယူသွားခဲ့ပြီဖြစ်ပါတယ်။သွေးတိဝင်လိုက်ဟာလက်ရှိပြည်နယ်နံပါတ်1လည်းဖြစ်တယ်လို့လက်ရှိမြမပြည်ချန်ပီယံတရားဖြစ်ရက်တီနေခဲ့တာဖြစ်ပြီးအခုလောအနိုင်ယူသွားခဲ့တာဟာဘာကြောင့်လဲဆိုတာကတော့ကာကန်ရှင်ကိုယ်တိုင်ပဲသိပါလိမ့်မယ်။သွေးတိဝင်လိုက်ဟာလက်ရှိပြည်တွင်းမှာ Titan Fighter တွေဖြစ်တဲ့ထွန်းထွန်းမင်းရွှေရမန်စွလင်းဦးတို့ကိုအနိုင်ယူထားသူလည်းဖြစ်ပြီးပြည်တွင်းပွဲတွေမှာလည်းတပြေးမျိုးတူအောင်ထဲကိုသာရှုံးမဲ့တဲ့ရှိတာခင်တာဖြစ်ပါတယ်။လက်သေးမွေရွာမီအနာခံဆိုင်ထိုးလေးရှိတဲ့ရွာလဝိကစားဟန်နဲ့ကွဲထွက်ကောင်အောင်နောက်သုံးမီ ကောင်းနာကစားတဲ့တင်းတင်းဝင်လာရင်ကစားဟန်ကိုချီးကျူးကြိုဆိုတဲ့သူတွေရှိတယ်လို့ဝေဖန်သူတွေလည်းရှိကြပါရင်အခုချိန်မှာတော့မိသားစုနဲ့ကျန်းမာရေးကိုပုံမအချိန်ပေးခြင်းတဲ့အတွက်တွေ့တဲ့ဟာအနာရုပ်ပြီလို့သတင်းတွေထွက်ပေါ်လာခဲ့ပါရင်အသက်အရွယ်အပြင်32နှစ်သာရှိသေးတဲ့မြန်မာပြည်လက်ရှိချန်ပီယံစောစီစွာအနာရုပ်သွားခဲ့တာဟာမြန်မာရွာလက်ဝဲလောကနဲ့ရွာလက်ဝဲပြည်သက်တွေအတွက်ကတော့ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုလို့ဆိုရမှာလည်းဖြစ်ပါရင် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအာခစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Football Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချောလိုက်ရပါတယ်ခင်ဗျာ